ကျောက်ဖြူကိစ္စနော်ဟုတ်ပြီအဲ့တော့ကျောက်ဖြူကဘာလုပ်မှလဲခင်ဗျားတို့အခုတိုက်နေတာတွေကျွန်တော်ကြားသိရတော့ဆိုရှင်မြေဘက်ကတဘုံကအင်အားအလုံးရင်းနဲ့ဝင်တိုက်နေတာနော်မြေဘက်ကအင်အားတော့မမြအောင်ဆိုတော့တိုင်းတာမျိုးပြီအဲလောင်းနေပြီလောင်းနေပြီမတို့ထိုးသိထင်တာကွာရှစ်ကောင်လုံးကြာဒါပေမဲ့သူတို့လာယူသွားတယ်40လောက်ပါသွားတယ်ဟုတ်အဲ့ဒုက္ခကကျွန်တော်ပြောပြအောင်မယ်ကျွန်တော်တို့မှာက အာအဲ့ဒီချိန်အခါမှာဒီလိုစေကန်လေးတေးလေးပေါ့လေတတွင်းစေကန်တေးလေးတေးလေးကိုကျွန်တော်တို့ကျွန်တော်တို့ဆေးရှာပြီးတော့ကိုယ်စားနေကိုကျွန်တော်မတီးတဲ့သူတွေကိုတီးတဲ့ဆရာအောင်နဲ့အကုန်လှမ်းမေးပေါ့လေအဲ့လိုမေးပြီးအလိုလိုအချိန်မှာအော်လာမျိုးတွေအားလုံးပဲငလင်မေးနဲ့မေးပေးတယ်မှာမြန်သွန်းခင်ဝေးကြပါသေးလို့ဆူတောင်းပေးနေပဲကျွန်တော်ရဲ့ကိုကျစ်ရပရိရှိမီ channel လေးရပြန်လဲကြိုဆိုလိုက်ပါရစေ။မနေ့ကညကတော့ online ပွဲတစ်ခုမှာအဖြစ်နေရဖြစ်တဲ့အတွက်ဒီမတောင်းမဲနဲ့မတင်မိခဲ့တဲ့အတွက်တော်လန်ပြည်သူတွေအားလုံးကိုဒီနေ့ကနေပြီးတော့တောင်းမလိုက်ပါရစေ။ နောက်ရက်သတင်းတင်ဆက်မှုချီနေရောဒီနေ့ကစပြီးတော့ချိန်တွေကိုကြောင်းလဲထားတာဖြစ်တဲ့အတွက်အဲ့ကိုကျေတူဘလူးရှင်ရင်း channel လေးမှာကတော့မြန်မာစံတော်ချိန်မနေ့7တနင်္လာဘွဲမှာကတော့လပိုင်းသတင်းတွေကိုပြန်ဆက်တော့မှာဖြစ်ပြီးမြန်မာစံတော်ချိန်ညနေ9:00နာရီမှာတော့ညနေပိုင်းသတင်းနဲ့တူမြန်မာစံတော်ချိန်ည7:00နာရီဘွဲမှာကတော့လပိုင်းသတင်းတွေကိုပြန်ဆက်ပေးတော့မှာဖြစ်ပါတယ်။နောက်ဒေါ်လာမျိုးတွေအားလုံးပဲ issue ဆောင်ကြည့်အားပေးကြဖို့လေဒီညကနေပြီးတော့ထပ်မံပေါင်းစုလိုက်ပါတယ်။ဒီနေ့မေလ26ရက်နေ့တနင်္လာနေ့ရမနက်ပိုင်းထိတော့ဆုံးရရှိတဲ့တရင်ချိုကိုအချင်းချင်းဖော်ပြပေးနေဖြစ်တဲ့အတွက်တော်လမ်းမျိုးတွေအားလုံးပဲဆုံးတည်ကြည့်ပေးဖို့ဒီညကနေပြီးတော့ထပ်မံပေါင်းစုလိုက်ပါတယ်။ကောင်းဆောင်မြတ်က၎င်းတို့ရဲ့ကိုဂျိုးစီပါအတွက်နိုင်ငံတော်အာဏာကိုအတင်းအထမတင်ထားဒီမှာဒီနေ့မှာဆိုရင်တော့1956ရက်ရှိပြီပါတယ်။မြန်မာနိုင်ငံတော်မှစစ်ကောင်စီကစစ်ကွေးတည်ဆုံမှုစီးမှာတော့မန္တလေးတိုင်းမြင်းကြံမြို့မှာနှစ်ကောင်မန္တလေးတိုင်းကြောက်ပရောင်းမှာတော့အဝူကိုရှင်ပြီးခဲ့ပြီးတော့မကွေးတိုင်းကံကောမြို့မှာတကောင် ဘိုးတိုင်းကျိုးပင်ကောင်းမြို့မှာတကောင်းဘိုးတိုင်းသဲကုန်းမြို့နယ်မှာတကောင်းတနင်္သာရီတိုင်းခမောက်ကြီးမြို့မှာတကောင်းတနင်္သာရီတိုင်းတနင်္သာရီမြို့နယ်မှာတကောင်းနဲ့ NB ဘော်လက်ခဲမြို့နယ်မှာတော့တော်လိုင်းရဲဘော်6ဦးသုံးခဲ့ရကြောင်းဒီမကောင်းစွာနဲ့သိရှိခဲ့ရပါတယ်။ ောင်းဆုံးသတင်းပုံနေနဲ့ကတော့အေယာဝတီတိုင်းမှာအခတ်တော်အေအေနဲ့ PDF များဝင်ရောက်လာမျိုးဆိုကအင်ကပူမျိုးနယ်နဲ့ဘုကလေးမျိုးနယ်တို့မှာစစ်တပ်ဟာစစ်သားတင်များကြီးကျယ်စုဆောင်းပြီးစစ်တင်နှင်းများဇက်တိုက်ပေးနေကြောင်းဒေသခံပြည်သူတွေရဲ့ပြောထားတာကိုသိရှိရပါတယ်။အေအေနဲ့ PDF များဝင်ရောက်လာ၍ဒေးမြန်နာမျိုးနယ်မှာတိုက်ပွဲတွေဖြစ်ပွားနေပြီးအင်ကပူမျိုးနယ်မက်စလီကုန်းမျိုးနယ်ကွင်းကောက်တို့မှာလည်းစစ်သားများကြီးကျယ်စုဆောင်းနေပြီးပြည်သူစစ်တင်နှင်းများပို့ချလျက်ရှိကြောင်းကြေးရများတွင်နေ့စဉ်လူငယ်များဇက်တိုက်ဖမ်းဆီးခံရကြောင်း တသားတင်ပြဆူဆောင်းရမှာလဲစစ်တပ်ဟာဓာတ်ရိုက်ဖမ်းဆီးခြင်းရှိတဲ့ကဲ့သို့ကျေးရွာအုပ်ချုပ်ရေးဖွဲ့နဲ့ပြူစောထီးတွေကလည်းဖမ်းဆီးပို့ဆောင်မှုတွေရှိနေအောင်သိရှိရပါတယ်။အင်ကမှုမျိုးတွေမှာတော့အဓိကအားဖြင့်အမှန်ငါတက်မတော်တမ်းမြင့်ဒေးကျင်ရေးကြောင့်တက်ကကငါးမှာစစ်မှုထမ်းတသားတွေကိုအဓိကထားဆူဆောင်းနေခြင်းဖြစ်ပြီးအဆိုပါတက်ကကငါးမှာတော့စစ်မှုထမ်းတသားများဟာ AA နဲ့ PDF များကိုအဓိကကုခံမိတသားတွေများထုတ်နေခြင်းဖြစ်ကြောင်းလည်းသိရှိရပါတယ်။တက်ကကငါးကတော့အင်ကမှုမျိုးတွေမှာရှိတဲ့မဲစီကုန်းမြို့ကွင်းကောက်ဒေသလူငယ်တွေအကုန်လုံးပါပဲ။ ့ order ဆွဲပြီးအဲ့ဒီမှာစေရေးလိကျင်တာရက်တူပါပဲနောက်ပြီးမက်ဆီကိုမြို့မှာလည်းရက်တူပြစ်ခတ်မှုတင်တဲ့နေ့ပြီးနေတယ်ဝင်းကောက်ဘွယ်ရွာတွေမှာလည်းနေတိုင်းလူငယ်တွေ order ဆွဲတာဖြစ်နေတယ်ဘယ်လူငယ်မှရွာမှာမနေကြဘူးညအိမ်တော်တဲ့သွားအိပ်ရတယ်စစ်တကဝင်ပြီးအနှက်ခဏ order ဆွဲနေလို့လူငယ်တွေခင်ဗျာပတ်ပြီးနေရတယ်ဆိုပြီးတော့လေဒေသခံပြည်သူတွေကဆိုတာပါဗါတယ်အဲ့တော့อืมอืมကြောက်ဖြူကိစ္စနော်ဟုတ်ပြီအဲ့တော့ကြောက်ဖြူကဘာလုပ်မှလဲခင်ဗျားတို့အခုတိုက်နေတာတွေကျွန်တော်ကြားသိရသလားဆိုရှင်မြေဘက်က တပုံကအင်အားအလုံးရင်းနဲ့ဝင်တိုက်နေရနော်။ဒီဘက်ကအင်အားတော့မမြဘူးဆိုတဲ့တိုင်းတာမျိုးတွေ။ကဲလောင်းနေပြီလောင်းနေပြီ။မင်းတို့ကပြောတယ်လေကြောက်ဖြူကိုလည်းမနှမ်းနဲ့အောက်သူကိုလည်းမဆမ်းနဲ့ဆိုတဲ့တိုင်းပဲ။အင်အားမမြလို့လက်ကြီးနဲ့စော်သလားဆိုတဲ့ခါကျလက်နဲ့နဲ့လည်းလက်ကြီးလည်းစော်ပါလေ။ဒါပေမဲ့လိုအပ်တာတဲ့ပို့ပြီးတော့ကိုနိုင်ငံတော်အစ်စ်တိုက်ပွဲဝင်ရမယ်အဲကြောက်ဖြူအခြေအနေဖြစ်တယ်နော်။ကြောက်ဖြူကဒီတိုင်းတော့ဒီတိုင်းခမောက်ဆက်ထားရင်တော့မလွယ်ဘူး။နော်။ကျွန်တော်တို့30ယူဆလို့ရပြီ။ အမ်ကြောက်ဖြူကြောက်ဖြူမှာရှိတဲ့ minted တောင်ကြာသွားပြီ minted တောင်ကာကင်စကန်ကြာသွားပြီကြာသွားတဲ့အခါကျတော့အဲ့ဒီ minted တောင်ကိုလည်းစစ်တပ်ကရွေးချယ်ချင်ခုခံနေခဲ့ခုခံနေတဲ့အင်အားလည်းကြီးလာနေပြားကြောင်ကြားသေးရတော့ဆိုလို့ရှိရင်အင်အားလေးက20လောက်နဲ့ခုခံလာအဲ့တော့တပုံက minted တောင်လည်းလည်းလေးပဲရသွားတယ် minted တောင်ကိုရသွားပြီဆိုတဲ့အခါကျတော့ရောင်းအနေရကြီးသွားပြီ minted တောင်ရပြီဟေ့ဆိုလို့ရှိရင် minted တောင်ကဆင်းလာပြီဟေ့ဆိုရင်ရှေ့မှာဆက်တိုးလာမယ်ဆိုရင်ရက်တရင်32ကိုရအောင် နော်ရက်တရင်30နှစ်ကိုရောက်ပြီဟဲ့ဆိုလို့ရှိရင်ရက်တရင်30နှစ်ကတနည်းအားဖြင့်ကြောက်ဖြူမျိုးရဲ့ခံတက်လို့ပြောလို့ရတယ်အဲ့ရက်တရင်30နှစ်သာကြာလို့ရှိရင်တော့ကြောက်ဖြူမျိုးမျိုးကဘယ်လိုခေါ်မလဲဆိုရှင်ရပြီလို့တော့ပြောရင်မမဘူးဘာကြောင့်လဲဆိုရှင်နော်မင်းတက်တောင်ကကျွန်တော်ရက်တရင်32ရက်အသက်လို့ပြောလို့ရတာပေါ့အဲ့မင်းတက်တောင်ကြာတော့အခုရက်တရင်32ကိုရတိုက်နေတယ်ကဲရက်တရင်32သာရပြီဟဲ့ဆိုလို့ရှိရင်ကျွန်တော်က ဒီကျွန်တော်တို့ဒီကြောက်ဖြူမျိုးเนี่ยအရင်မလန်းတော့မလန်းတဲ့တကြောင်အဲ့ကနေလက်နဲ့ကြီးနဲ့လှမ်းပစ်နေတော့မှပဲအထဲမှာရှိနေခါလာရဟိုကမငါ၅၃ခန့်တော့ဘာသူစားဒီခါလာရအဲ့မှာတက်သုံးခုရှိတယ်ကျွန်တော်ကနန်ကိန်းကနားဖြစ်နေတဲ့တွေ့နိုင်တယ်เนาะအဲ့တော့အဲ့တော့ဘလို့ခေါ်မစလို့ရှိရင်တတော်လေးကိုရေးကြည့်တဲ့အချိန်တွေကိုရောက်နေတယ်ပေါ့အဲ့တော့မနေ့တနေ့လောက်ကသူတို့ဘက်ကအင်အား ုံပုံရဆိုရှင်အင်အား300လောက်ဆင်းသွားတယ်လို့ကျွန်တော်ကြားသိရတာပေါ့ဗျာနော်အင်အား300လောက်ဆင်းလာတယ်တော့အင်အား300လောက်ကကိုဘကအင်အားမမြတဲ့အတွက်ကြောင့်မို့လို့မြင်အောင်မပြည့်ရတဲ့ပုံစံမျိုးတွေဖြစ်နေတယ်အဲ့တော့ခုခံတိုက်ခိုက်မှုတွေကြီးတဲ့အခါပြည်သူစစ်တွေများတယ်လို့ကြားသိရတယ်နော်အဲ့တော့တမင်တကာကိုပဲအဲကြောက်ဖြူကနော်တမင်တကာကိုပဲကျွန်တော်တို့ခင်ဗျားတို့ဒီပွဲရမအေးအေးစီစဉ်နေတဲ့ပွဲလားဆိုကျွန်တော်စဉ်းစားနေပါတယ်မအေးဝင်းများစီစဉ်နေလားမသိဘူး စီစဉ်ပုံတော့တတော့ကျန်းနေဗျာနော်အဲ့ဒါပဲကျွန်တော်ပြောမှာပါကျွန်တော်လည်းတီးခန့်နေတာပဲရှိတယ်အဲ့တော့မအေးဝင်းအေးအေးဝင်းကိုတိုင်းစီမံခန့်ခွဲနေတော့နေရာဖြစ်တယ်အဲ့ဒါကြောင့်မလို့အေးအေးဟာအတင်းရဲတယ်အတင်းရဲလာပြီးတော့အခုဆိုရင်ကြောက်ပြူအခြေအနေလုံးဝလုံးဝအဲခက်ခဲတဲ့မှာရှိနေလို့ကျွန်တော်ပြောလို့ရပြီเนาะအဲ့တော့မအေးအေးဝင်းစီစဉ်နေဆိုလို့ရှိရင်မအေးဝင်းကအောက်ကိုမတိလေမတိလေရောတလားဗောနော်တိပါမြင်ပါ တခုခုလုပ်ဖို့လိုပါပြီစစ်အင်အားကိုလည်းတည်တည်ချာချာပေးဖို့လိုပါပြီအခုလိုမျိုးပြည်သူစစ်မနေ့တနေ့ရမှတင်တန်းဆင်းလာပြည်သူစစ်တွေတိုက်ခိုင်းနေတာဟာဆိုရင်မကောင်းပါဘူးနော်အဲ့ဒါမျိုးကျွန်တော်တို့ဟောကတော့ရ15ရက်တင်းနှန်းစင်းတဲ့ပြူစောတိရရှိရလေကွာအကောင်တွေကိုခေါ်ပြီးကြိတ်ခိုင်လေမင်းပါဦးနောက်ထပ်တင်းပုတ်အနေနဲ့ကတော့ကျွန်းကြီးွာမင်္ဂလာဘွဲစစ်ကောက်စီလေးရောင်းတက်ခိုက်မှုမှာတော့ကလေးငယ်များပေါဝင်10ဦးတေဆုံးပြီး20ကျော်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိကြပါတယ်ဘကိုးတိုင်းကြောက်ကြီးမျိုးနဲ့ကျွန်းကြီးကြည့်ရမှာမင်္ဂလာအခန့်ဘွဲနေအိမ်ကို စစ်ကောင်စီရဲ့လေကြောင်းမှဘုံကျတိုက်ခတ်ခဲ့ရမှာတော့အလင်းငယ်များပေါဝင်၁၀ဦးသေဆုံးပြီး၂၀ဦးကျော်ဒဏ်ရာရရှိတာဖြစ်ပါတယ်။ဒါဟာတကယ်လို့သတိမေးရှိနေတာသိကြပါတယ်။လူမျိုးရွာမှာသတိမေးရှိနေတာဖြစ်တဲ့အတွက်ဒီလိုပွဲတွေလုပ်မယ်ဆိုရင်တော်လေးကိုယူဆရမှအနေထားတစ်ခုဖြစ်ပါတယ်။ PDF ဒီနံပါတ်ပတ်သက်ဖြစ်မယ်လေ။ပွဲတွေလုပ်တဲ့အခါတိုင်းမှာ PDF ဒီသုံးမှုနေတဲ့နေပြည်တော်မှာတော့အခုလိုမျိုးကြီးမင်းအောင်နိုင်ကတော့ရုပ်မှန်မှုတွေကိုစက်တိုက်လုပ်နေမှာသိကြပါပဲ။ဒွန်ကြီးရွာကိုစစ်ကောင်စီအားတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲအင်းနဲ့ဘုံကျခဲ့တာပါ။ ဒီတိုက်ခိုက်မှုမှာစစ်ကောင်စီကစီးပြစ်မိုးတဲ့ရဲသားပြည်သူများနေထိုင်ရာကျေးရွာများလူစီကနေရာများကိုရေချက်ရှိရှိပြစ်မှတ်တိုက်ခိုက်ခဲ့ကြတယ်လို့လည်းဟောပြထားပါဗျ။နောက်ထပ်သတင်းပုံနေကတော့ကချင်းပြည်နယ်မိုးကောင်းကာမိုင်းအကန်လမ်းပိုင်းမှာစစ်တပ်စစ်ကောင်စီတဆွဲခဲ့တဲ့ကျေးရွာများမှာနေအိမ်များဟောက်ထွင်းခံရရပြီးစားတော့ကုန်လူသုံးကုန်ပစ္စည်းများကိုစစ်ကောင်စီတပ်ကခိုးယူသွားကြောင်းဒေသခံတွေကပြောထားပါဗျ။ ကတော့တိတ်ပြီးတော့ခြေဝှေးတွေးရမလို့ပါဘူးဒီလိုငတ်ပြတ်နေတဲ့ကောင်တွေနဲ့ကတော့သူရွာလေးဝင်စစ်ကြောင်းထိုးတယ်ဆိုတာဒါကြီးလှုပ်ဖို့ကလွဲပြီးတော့ကျန်တာဘာမှမရှိရဖြစ်တဲ့အတွက်ဒီလိုပဲဒီကောင်တွေထွက်သွားရင်တော့လူကြံခဲ့မှာပါစိုးစုံနေနဲ့တော့ပြီးဒီပဲရှို့သွားရင်အိမ်ကပြတော့ဖြစ်သွားနိုင်တဲ့နေရာတစ်ခုပါပဲအဲတော့ဒီလိုစစ်ခွေးတွေကိုမြန်ဆုံးတိုက်ထုတ်နိုင်မလားနိုင်ငံလုံးအေးအေးကြောင်းနဲ့ငင်းငင်းညံ့နေရမှာဖြစ်ပါတယ်ပြီးခဲ့တဲ့ဧပြီလတည်းကနေပြီးတော့မိုးကောင်းကာမိုင်းနန်းရံကတ်မော်လုံခင်းအကန့်လက်မတဆင့်အင်အားများပြားဖြင့်စစ်ကြောင်းထိုးလာခဲ့တဲ့စစ်ကောင်စီလက်ညောင်းဟာမေလာဆန်းမှာ နိုင်ရတဲ့ကက်မော်ကြေးရွာကိုရောက်ရှိလာတဲ့ကြောင့်ဒေသခံတွေထွက်ပြေးတိမ်းရှောင်ခဲ့ကြတာပါအဲ့ဒီကြေးရွာတွေမှာစစ်ကောင်စီကတဆွဲခဲ့ပြီးနောက်မေလ22ရက်နေ့မှာတော့ပြန်လည်ထွက်ခွာသွားရမှာဒေသခံတွေပြန်လည်ဝင်ရောက်ပြီးတော့ရောက်ခဲ့ကြပါတယ်ကြေးရွာများမှာရှိတဲ့နေအိမ်တွေပေါက်ထွင်းခိုင်းနေတာပြီးအဝေးအစားတွေအစားအသောက်ကုန်တွေအိမ်တောင်အိမ်သုံးပစ္စည်းများပါစစ်ကောင်စီတပ်ကယူဆောင်သွားပြီးတချို့အိမ်တွေဆိုရင်အောင်းလုံးပဲကျန်တော့ပြီးဘာမှမရှိတော့တဲ့နေသားတစ်ခုတော့ပြေးရတယ်ဆိုပြီးတော့ပြောဆိုထားတာတွေရှိရပါတယ် မြန်မာနိုင်ငံကိုငလင်းဘေးဒဏ်ခံရပြီးတဲ့အခါမှာနိုင်ငံတကာကနေပြီးတော့ကဲဆဲကူညီတဲ့စားတော့ကုန်လေးပစ္စည်းတွေကိုပို့လာတော့အလုပ်တွေမှာဖြစ်ပါတယ်။ဒါတွေအလုံးကိုလည်းနေပြီးတော့မှထိမ့်သိမ်းထားပြီးလက်ရှိချိန်မှာကတော့မင်းအောင်နိုင်ငံနေပြီးတော့စစ်တပ်ကခြေတန်းရောက်နေတဲ့စစ်ခွေးတွေနဲ့ပြူစော့တီးတွေကိုဒီပစ္စည်းတွေကိုထောက်ဖို့ပုံမိန်ပေးထားဖို့ရပါတယ်။ဒီပစ္စည်းတွေကလက်ရှိမှာပြည်သူတွေရဲ့လက်ထက်ကိုရောက်ရှိမလာဘဲနဲ့စစ်ခွေးတွေနဲ့ပြူစော့တီးတွေကိုရောက်ရှိနေတာကိုတွေ့ရပါတယ်။ ဒီကောင်လေးစားမယ်တောက်မယ်အရာဒီမှာနိုင်ငံခြားကပေးပို့တဲ့အရာတွေဖြစ်နေလဲလို့လဲဒီကောင်လေးရဲ့ကြွားလုံးတွေမှာတွေ့နေရဘူးကြီးကြီးအဖြစ်ဒီကောင်လေးကသူတို့အဖလည်းမင်းသူတို့ဂျိုးကင်းဆွတ်နေပြီဆိုတော့အသေးချာပါပဲဒီကိစ္စနဲ့ပတ်သက်ပြီးနိုင်ငံတကာကပူတီအောင်လုပ်ဖို့လည်းလိုအပ်ပါတယ်မှန်နေနိုင်ငံကရင်ပေးပို့တဲ့ပစ္စည်းတွေကိုပြည်သူတွေစီမရောက်ဘဲနဲ့ပြည်သူတွေကိုတက်ဖြတ်နေတဲ့ပြည်သူတွေကိုနှိပ်စက်နေတဲ့တခွေးတွေစားနေတာဟာတော်တော်လေးကိုမှဆိုးရတဲ့နေရာမှာရှိနေတာပါအေးဒါကိုတော့ဒီကအဖြစ်ကြွားကျင်နေအားနဲ့ပေါ်သွားတာကတော့ပေါကုံးမဖြစ်ပါတယ်ဟုတ်ကဲ့မုံဘုံ၅တောင်းတော့ထုတ်ထားနိုင်ရဲ့ ဲမျိုးတွေမင်္ဂလာပါဗျာခုဆိုလို့ရှိရင်တော့ဗန်းမွေးအကျော်အုံမတိရှိဆုံးပါပေါ့နော်ဒီနေ့ဒါတိုင်းပြည်ရဲ့သူရဲကောင်တမန်တော်သားများအားလုံးနော်တမန်တော်သားများအားလုံးရဲ့ပတ္တဆာစမှုထမ်းပတ္တဆာတွေရဲ့ဒါရန်လူရှိတဲ့နေရာကိုဝင်လုံးတာပေါ့နော်တယောက်မှထိခိုက်မှုမရှိပါဘူးဗျာထိခိုက်မှုမရှိဘဲနဲ့ဒါရန်လူတွေကိုအလောင်းကိုဆွဲပြီးမှဆုတ်ခွာပြရတဲ့အနေအထားတစ်ခုရှိဖို့ရောက်သွားပါလိမ့်ဗျာဥစဉ်လဲဒါ ိတ်ခါလာပွေးနေပေါ့နော်စားစရာရိတ်ခါကိုဒါလာပူကြီးဖြစ်ပါတယ်ဗျာစားစရာရိတ်ခါအစင်ပြအောင်ချောမွေးအောင်ဆိုပြီးမှမိနစ်20လောက်စိန်လိုက်ဟင်းရောထမင်းရောအစင်းဖြစ်ပြီးတဲ့ဟာကိုလာလာပူကြီးဖြစ်ပါတယ်ဗျာနိုင်ငံခြားကလာတဲ့ remake ထုတ်ပြီးပေါ့နော်ဒါကြကြရနော်မိုးကလည်းတနေ့ကုန်ဒီနေ့ရွာတယ်ဗျဒီဒီနေ့ရနော်ဒီနေ့ရမိုးမိုးကလည်းမိုးရွာတယ်ပြန်ပါပြန်အဲ့တော့တော့ငါကြီးပြန်ပါပြန်ဒီလိုပြီးတော့

ဒါကတော့ဒါတော့တို့လူတွေလာဟုတ်တယ်ဟုတ်တယ်ဘာပြောပြောမိုးရွာကြီးထဲမှာတော့မှရန်သူတွေရှိတဲ့စခန်းကိုဒါဝင်လုံးတော့ပေါ့နော်ဘာပြောပြောဒါတရားခိုင်တော့အောင်မြင်တယ်ပြောရမှာပါကြာနော်တရားခိုင်တော့အောင်မြင်တယ်ပြောရမှာဥစဉ်တို့ရောဒါဥစဉ်နဲ့တို့တို့ဒါရန်သူရှိရနေတယ်တော်တော်လောက်ကွာတို့တို့မီတာကလောက်သိမ့်ဝအောင်နော်ဟုတ်ကဲ့ဟုတ်ကဲ့ ဟဲ့တမိုင်တော့ဒီဝေးလာဝေးဘူးတော့ခင်ဗျာတော့ပြန်လာမီတာတစ်ထောင်တော့ဒါမိုးကလည်းကြွားတယ်မိုးကလည်းဒါကြွားတဲ့အတွက်ကြောင့်ဒါမိုးကလည်းကြားမှာပဲသူရဲ့ကောင်းစားတော့တတိရှိသွားပဲရန်သူစခန်းတွေကိုဒီနေ့ဒါဝင်လို့မှာလေဗျာနော်မီတာဦးသိန်းတို့နေရတော့မီတာ1000လောက်ပဲပွာတယ်ဗျာနော်အဲ့တော့ခြေတိုင်းရောက်တက်တော်လာများသူရဲ့ကောင်းများအတွက်ကိုဦးစင်းအားဒါ ဒီချိန်ကတော့မယုံဝင်ဥစဉ်ဝင်ကနဲ့ဆက်လိုက်ဒီပေါ့နော်ဖက်စစ်လိုက်လာပွေနေရိတ်ခါကြောက်ရောအလွယ်တကူစားလို့အဆင်ပြေမဲ့ရိတ်ခါကြောက်ရောဒါလာပူကြီးဖြစ်ပါလိမ့်ဗျာနော်ကပါလာပေါ့လာဟမ်နောက်ထပ်သတင်းမှုအနေနဲ့ကတော့မေလ25ရက်နေ့နေ့လယ်ပိုင်းမှာပဲပြည်သက်အတောင်းကျော်ရဲ့အာပင်ဝင်တဲ့သူဖြူပူရင်ဂျပန်ဖျော်ဖြေပေးပြုလုပ်ခဲ့ကြောင်းသိရှိရပါတယ်။နိုင်ငံတူညီမှုမှာပြုလုပ်ခဲ့တဲ့ သူတော်ဖြစ်ဖြစ်ကြော်သိမ်းရန်တကူတော်ဖြောဖြီးပွဲကိုတော်လာရောက်အားပေးသူတော်1000ကျော်ရှိခဲ့ပြီးအေးသက်တွေစိတ်ကြည်နေရတဲ့ပွဲတစ်ပွဲဖြစ်ခဲ့တယ်လို့လည်းသိရှိရပါတယ်။ဒီတိမဲဆိုရင်တော့တေပြောပါပြီးစကူရာမီတို့သူကြော်သိမ်းကဖြောဖြီးရင်းနဲ့ပတ်သက်ပြီးသူမရဲ့ခံစားချက်ကိုရေးသားဖော်ပြထားတယ်လို့တွေ့ရှိရပါတယ်။ပြီးရင်ဂျပန်ပွဲကိုတော်မေလ25ရက်နေ့မှာတိုကျိုမြို့ကဟေးယူအာရနာပေါ်မှာပြုလုပ်ခဲ့တာဖြစ်ပါတယ်။မြန်မာနိုင်ငံမှာဖြူဖြူကြော်သိမ်းဆိုတဲ့နမူးပညာရှင်ရှိနေတာအရန်ကိုတန်ဖိုးရှိလွန်နေ။နောက်ပြီးဒီနေ့ဖြူဖြူရင်ဂျပန်ရှိုးကိုလာရောက်ခဲ့တဲ့လူရောပေါင်း1000စီကို တော်လန်သွေးသွေးချပီးပောက်ခမ်းတဲ့နေ့လို့ပြောလို့ရတယ်လို့လည်းဒီဘက်ကိုတွားရောက်ကြည့်ရှိသူကပြောထားပါဗျ။ဒီဘက်ကလာကြည့်ရကျွနေတဲ့ပွဲဖြစ်ပြီးစေမုံကအမှုပညာရှင်ငူရင်လိုက်ကိုရင်ရင်လိုက်ရရခဲ့ရတဲ့နောက်ထပ်ပေးတဲ့သူကလည်းပြောထားပါဗျ။ကိုရီမြမာတွေအများကြီးတွေ့ရတာမြမာပြည်ပြင်ရောက်တယ်လို့အိမ်ရောက်တယ်လို့မျိုးခံစားလိုက်ရတာပျော်ပြေတင်ဆက်မှုတွေပေးသက်အားပေးမှုတွေကပြတိထမိပါတယ်ဗျာလို့လည်းနောက်ထပ်ပေးတဲ့သူကဆိုထားပါဗျ။ပြူကျော်သိန်းကတော့မြေပြင်မှာထောက်ပို့နိုင်မှုရည်ရွယ်ချက်နဲ့တကူတော်ဖြောပြပွဲတွေကိုအမှုပညာရှင်လုံးဝလုံးဝမယူပဲ ဘာအနှံ့အတူတူမှလိုက်လံပျော်ပြေနေတာဖြစ်ပါတယ်။ပြူကျော်သိရဲ့ပထမဆုံးပွဲကိုတော့လန်ဒန်မြို့မှာပြုလုပ်ခဲ့ပြီးဒုတိယပွဲကိုတော့ကိုရီးယားနိုင်ငံတတိယနဲ့စတုတ်တာကိုတော့ဩစတြေးလျနိုင်ငံစစ်တီနဲ့မဲပုံမျိုးတွေမှာတကူတော်ပွဲနှစ်ပွဲပြုလုပ်ခဲ့ပါတယ်။ဒီပွဲပြီးရင်တော့သူမရဲ့ကျမ်းမာရေးအခြေအနေရတကူတော်ပွဲပြုလုပ်တာတွေကိုခဏရန်နာထားအောင်မှာဖြစ်တယ်လို့လည်းပြူကျော်သိကအသိပေးထားပါတယ်။အဲ့ဘာဖြစ်တော်လန်ပြည်သူတွေနဲ့တူတော်လန်မှုပညာရှင်တွေကလည်းတော်လန်ရေးကာလမှာမှုပညာနဲ့ တော်လန်ရေးကိုထောက်ပံ့နေတာလဲတကယ်ကိုပဲချီးကျူးစရာကောင်းနေတာတကူပါအဲကြောင့်တော်လန်ပြည်သူတွေအားလုံးနဲ့မီတို့ရဲ့ဤစရာနေရာနဲ့မီတို့ရဲ့လက်လှမ်းမီလောက်နေရာဒီမှာမီမီတို့လုံနိုင်လောက်တော်လန်ရေးရဲမှာပေးဆက်နေတဲ့တော်လန်တသားတွေအတွက်အောက်ပူနေကြပါလို့ဒီနေရာကနေပြီးတော့တမန်တောင်းဆိုလိုက်ပါတယ်ဗျာတော်လန်မျိုးတွေအားလုံးပဲဒီဗီဒီယိုလေးမှတွေ့ရမယ့်အကြောင်းအရာလေးကတော့တိုက်ပွဲပြင်းထန်နေတဲ့ပဲကိုရန်ကုန်စစ်စင်ရေးပြင်မှာပဲရှေးတန်းတနေရာမှာစောက်တန်းဤကတရင်မှုတင်းမှုရဲဘော် lightning 28နှစ်နေရာမေလ ရဲ့နေမှာကြာဆုံးသွားတာဖြစ်ပါတယ်။ Kevin Dichet နဲ့ Byte Dichet ဒီနှစ်ချက်ထိမှန်ပြီးတော့ကြာဆုံးသွားခြင်းဖြစ်ပဲလို့လည်းဖော်ပြထားတာတွေ့ရပြီးတော့ဒီမှုရဲဘော် Lightning ကြာဆုံးမှုနဲ့ပတ်သက်ပြီးတော့လည်း Southern Eagle PDF တွေကအတိပေးထားသလိုအပွဲဝင်ရဲဘော်တွေနီးစက်ရလူငယ်ရဲဘော်တွေကလည်းမိတ်ဆွေတွေငယ်ချင်းများကလည်းဝမ်းထဲကြောင်းနဲ့ထုတ်ပြန်တာလည်းတွေ့ရှိရပါတယ်။ရဲဘော် Lightning ဆိုတဲ့နာမည်ကိုဘလို့ပေးကြလဲ။ 2021အာနာသိမ်းမှုမတိုင်ခင်ကုမ္ပဏီတစ်ခုမှာမာကတ်နင်းအလုပ်နဲ့ဘဝကိုရိုးရိုးရှင်းရှင်းဖျက်တမ်းနေတဲ့လူငယ်လေးတယောက်ကျွန်တော်အဲ့မှာကိုကြီးကိုကြီးကျွန်တော်ကဘယ်လိုလဲဆိုတော့2021ကျွန်တော်စနေနေ့စာပြပထမဆုံးစနေနေ့စာပြရင်ဒီမပေါဘူးဒုတိယနေ့ကျွန်တော်ပါပထမဆုံးစနေနေ့စာပြတော့ဘယ်ရလဲဆိုတော့ကျွန်တော်တို့ဒီအင်းစိန်လမ်းမပေါ်နေကိုစိတ်ယုံဇင်းနေလေသူတို့တအုပ်ကြီးလာပြီစနေနေ့ပြအဲ့ပထမနေ့အေကိုကတော့တိုက်ပွားပဲကြီးအနေပေါ့အခန်းပေါ်ရင်လက်ကြီးတယ် ။နောက်နေ့လေကြကြကိုရီကိုရဲလှဲတဲ့ဟိုတဲ့တရအောက်ကိုရောက်တော့တိတ်မကြဘူးကျွန်တော်တို့ကန်တာယာမှာကျွန်တော်တို့အဲကျွန်တော်တခါအဖမ်းခံထိသေးတယ်။၃သိန်းနဲ့လက်ယူလိုက်။အဲ့ဒါကြောင့်ဒေါ်လာရင်းတန်တာပြတဲ့ကာလမှာကျွန်တော်က၃သိန်းနဲ့တော့ပြတော့နေနဲ့လာယူရတယ်အဲ့တော့ဖက်ခဲ့တာဗျာရောက်နေရနီနီပဲတရားကြော်ကြော်လောက်ပါတယ်ဟိုကားရပဲ အနာသိမှုကိုလက်မခံနိုင်လို့ငင်းချမ်းစွာဆန္နာပြတောင်းဆိုတာကိုအကျန်းဖက်နှိမ်နှင်းနဲ့စစ်တဲ့ကြောင်းသူ့ယုံကြည်ရာလန်းကကြမ်းတမ်းခက်ခဲခဲ့တယ်။အာပြီးတော့တိတ်မကြပါဘူးကျွန်တော်လီလာပိုင်း20ရက်နေ့မှာတော့ဆခိုးတော့တာပဲ။ကဲဝင်တော့မယ်လေ။ကဲဝင်တော့မယ်ကျွန်တော်တင်တဲ့တက်ကတယ်။တင်တဲ့တက်ပြီးတော့အဲ့မက်တစ်ဆိုရလေကျွန်တော်ကဘာလို့ရလဲဆိုတော့ဟိုတင်တဲ့ပြီးတော့ဗျာ။စစ်သားတယောက်အနေနဲ့ကိုဒဏ်ရရင်တော့ဘယ်လိုလုပ်ရမလဲ၊သွေးဘယ်လိုထင်းရမလဲ၊တေးရမလား။ အားရမတိမှဆိုလို့တင်လိုက်တာအတင်လိုက်တင်လိုက်တင်လိုက်ရင်လည်းအတင်းတင်နေအခုလိုအချိန်ဖြစ်ကုန်ရောနောက်ပိုင်းဘာဖြစ်လဲစီတောက်ငံကြီးဘာဖြစ်ကုန်ရောအဲ့လိုမျိုးရှိရတကယ်တော့သူဟာဒီတော်လိုင်းကြီးမှာတိုက်ခိုက်ရေးကိုသာ စိတ်အားထက်သန်သူဆက်ပါရတယ်ဒါပေမဲ့အချိန်နဲ့အကြောင်းကြောင်းကြောင့်သူဒီလိုကြီးလေးတဲ့တာဝန်ကိုယူခဲ့ရတာဟိုတနေ့ဗဒံကွန်ကြာမတို့ထိုးသစ်ဆင်ရတာကွန်ရှစ်ကောင်လောက်ကြာဒါပေမဲ့သူတို့လာယူသွားတဲ့40လောက်ပါသွားတယ်ဟုတ် အဲ့ဒုက္ခကကျွန်တော်ပြောပြအောင်မယ်ကျွန်တော်တို့မှာကအာအဲ့ချေအခါမှာဒီလိုစေကန်လေးတတိလေးပေါ့လေတတွင်းစေကန်တတိလေးတတိလေးကိုကျွန်တော်တို့ကျွန်တော်တို့ဆေးရှာပြီးတော့ကိုယ်စားနေကိုကျွန်တော်မတီးတဲ့သူတွေကိုတီးတဲ့ဆရာအောင်နဲ့အကုန်လှမ်းမေးပေါ့လေအဲ့လိုမေးပြီးအလိုလိုအဲ့ချေမှာကျွန်တော်ဆရာအောင်တယောက်ကိုဆက်သွယ်ဆက်သွယ်တော့ဘာပြောလဲဆိုတော့သူကကျွန်တော်တို့အဲ့ချေတော့ကျွန်တော်တို့နေရာဆိုတော့ဒီတကယ်ဝါးဆိုရင်းလေး နေရောညာလက်နဲ့ကြီးကတောက်လျှောက်ကြနေရောဂုံးပေါ်ရောဂုံးပြီးပက်ချတယ်ပြီးအဲ့လိုတောက်လျှောက်ကြနေတဲ့အချိန်ကျွန်တော်ကလူရောသူတို့ဟိုအပြင်မှာဘလောက်ရရတော့ကျွန်တော်လည်းမပြောတတ်ဘူးနည်းဒါပေမဲ့လည်းဟိုဆောင်းတရားနဲ့ရတဲ့ရတဲ့တဲ့ပုံစံမျိုးတော့ကျွန်တော်တို့ပြီးမယ်ဆိုပြီးတော့လာစားပြီးခေါ်တယ်အဲ့လားလေမလာဘူးနောက်ဆုံးဘာဖြစ်လဲဆိုတော့ကျွန်တော်တို့အကြောင်းပြချက်ပြီးကခွဲခန်းရှိလာတယ်။အော်တော်ထဲမှာဘယ်နာခွဲခန်းရှိမှလုံးကျွန်တော်တို့ခွဲရမယ်ဟုတ်ဆိုတည်ရမလား။ခွဲခန်းရှိလား။သူက OPD အဆောင်တွေရှိလား။အဲ့လိုမျိုးပြောတော့အဲ့လားနဲ့ပဲ။ ကျွန်တော်လူနာဆောင်ရင်းဆိုအကြီးချာအကြီးပဲစောက်ထားတာစပယ်ရှယ်စောက်ထားတာအဖိုးလို့နဲ့တိုင်ပင်ပြီးတော့အလို OBD ဆိုရဲတက်တက်တဆောင်းဟိုဆေးဘားတိုက်ဆိုရင်လည်းတက်တက်တဆောင်းရောက်ကြလေးဘားတိုက်တက်တက်ဆောင်းမင်းကြီးဘားတိုက်တက်တက်ဆောင်းဆဖို့တက်တက်ဆောင်းအဲ့လိုမျိုးလုပ်တာဒါပေမဲ့ပြီးတော့မပြီးသေးဘူးခွဲကန်းလည်းခွဲကန်းကျွန်တော်တက်တက် level 2လောက်သွားဖို့သွားလို့ရအောင်ကျွန်တော်လှုပ်ထားတယ်ပေါ့ဒါပေမဲ့လုံနေတာမပြီးသေးဘူးသူ့လိုတလိုင်းပဲရှိသေးတယ်အချိန်မှာကျွန်တော်တို့ကော်ရီပွေစားဖြစ်ပေါ့ဖြစ်လဲဖြစ်ပေါ့အမှပြန်ဆုတ်လာတယ်တယောက်တရင်တက်ဖွဲ့တွေအတွက် ဖန်ရေးစင်ရှာတဲ့နေရာမှာလဲသူပါတယ်လို့တိုက်ခိုက်ရေးမှာလဲသူကရှေ့ဆုံးကတည့်ရဝေယဝိဆအလုပ်တွေအစုံသူပါဝင်နေ15ရက်ကိုကျွန်တော်15ရက်ခိုင်နှုန်းအထိရရှိနေပြီဖြစ်ပါတယ်ကမ်ပိန်းဘယ်နေ့မှာเนาะဟိုကျွန်တော်ပြီးမြောက်မယ်ဆိုတာကိုတော့ကျွန်တော်ရဲဘော် like ကဆက်လက်ပြီးပြောပြပေးမှာဖြစ်ပါတယ်ဗျဟုတ်အာပြည်တွင်းပြည်ပတော်လန်ပြည်သူများအားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့ရဲဘော် like တင်းနေဖြစ်ပါတယ် အဲဒီကတော့ကျွန်တော်တို့ကု15ရက်အတွင်းမှာပေါ့လေအာတရက်ကို1ရက်ခိုင်နှုန်းနဲ့ကျွန်တော်တို့15ရက်ခိုင်နှုန်းရရှိနေဖြစ်ပါတယ်ကျွန်တော်က changes လုပ်တာနော်ကျွန်တော်ကလုံးဝဘဝကိုနှစ်ခုချင်းလိုက်တယ်အမှန်ဆိုရင်ကျွန်တော်ကပါလဲဆိုတော့ကျွန်တော်ကတက်ခိုက်အိတ်တမစနိုက်ပါကွန်ကရစ်တမဆိုတာအဲ့လိုပဲကျွန်တော်ဆိုအရှိ့ ပေးမလွတ်ဘူးလေရှေ့ကိုပေးမလွတ်ဘူးဆိုတာဒီအရှိဆုံးမသွားနဲ့ပေါ့လေအဲဆိုကျွန်တော်ဆိုင်ငယ်တစည်းနဲ့အဲ့လိုမျိုးဟိုလိုဟိုလိုလိုဒီလိုလိုနဲ့ကို့အလုံးမရှိတော့ဘူးဆိုရင်ထားခဲ့လိုက်ပြီအဲ့ဒါជីကဘာညာမွေ့ဘူးကျွန်တော်ជីကဘာညာဝတ်သွားပြီဘာညာတရကာဆိုရင်အဲ့ဒါအရှိဆုံးရောက်သွားပြီဆိုရင်အတေးကြတယ်အဲ့ဒါသွားပြီဆိုတော့သူအတိအဲ့တော့ဗါလဲအရှိကရဲဘော်တွေကိုတွက်ကြည့်တယ်လို့လို့ဘာလို့နဲ့အမှတနိုင်ပါတမားရှိကတနိုင်ပါယူယူဝိုင်ဟိုအရှိဆုံးတော့ပြစ်တယ်ဟာပြီးပြန်လာအဲ့လိုမျိုးခုခုပြီးတွက်လို့အမေအဲ့ဒါလည်းမတီးရတဲ့ကံကော ကိုပဲဟိုဟိုသားဖြစ်လို့လားတော့မသိဘူးဒီကောင်အဲ့ပြောင်းအဲ့ပေါက်ကနေပြောင်းထွက်လာတွေ့ကြည့်နေရစခုံးနဲ့ကြည့်နေဒီကောင်ဘာကြီးလဲပေါ်တည်ရမှာဘာထွက်လာပဲဒုတ်ချောင်းလားဆိုတော့ဘယ်ဟုတ်မလဲစခုံးဆွဲရှိတော့တနက်ပြောင်းပြင်းနေအဲ့တရောင်းသားတွေ့ပဲဆိုအုံးလို့ပြစ်ချလိုက်တယ်ပြန်ထွက်မလာတော့အဲ့တည်ရကြည့်ပေါက်ပြီဆိုရင်ကျွန်တော်အရှိရောဝိုင်း Yeah, oh yeah, you do 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 ဒီလိုနေရာတကာမှာကြာရတောင်းဝင်ကိုထန်းဆောင်နိုင်သူလိုက်ဟာ2025ခုနှစ်မေလ10ရက်နေ့မှာအလုပ်တွေကြားကပဲခရီးတစ်ခုကိုဘသူ့ကိုမှအတိမပေးပဲရုတ်တရက်ထွက်ခွာသွားပါတယ်။တော်လိုင်းမှာခလေးလည်းမွေးဘူးတယ်၊ခြေလောက်လည်းဖြတ်ဘူးတယ်၊လက်လည်းဖြတ်ဘူးတယ်၊အကုန်ခွဲတယ်၊အကုန်ချုပ်တယ်။ အကုန်လုတ်ခဲ့ရတယောက်တည်းပဲနော်တယောက်တည်းပဲတယောက်တည်းပဲဆိုတော့ကိုကအဲ့ချိန်မှာဥဆောင်သူတယောက်နေနဲ့ကိုကလှုပ်လှုပ်ရတာဟိုတခြားရဲဘော်လေးနဲ့ကိုမတည်တင်ရလူနဲ့အဲ့ချိန်မှာကိုမှားမှားပဲသွားကိုမှားကိုခံအမကကောင်ထောက်မှသွားနေခုချိန်ထိလေးကျွန်တော်တလွဲမလုတ်ခဲ့သေးဘူးတတ်မမီလို့ကြာသွားတဲ့ဟာရှိရဲ့ဘလို့မှမကယ်နိုင်ဘူးကြာသွားတယ်ကျွန်တော်အတွက်ကြာတော့ဘာဖြစ်လဲထော်လေးတိလာအဲ့ခေါင်းနဲ့နှလုံးဆိုကျွန်တော်ဘာမှမလုတ်တတ်တော့ဘူးလုတ်ရလည်းမရှိဘူးဘာမှလည်းမရှိဘူးလေတည့်ရမယ် ဟိုကျွန်တော်တို့အရင်တော့ဆိုရင်တော့မှဟိုကောင်းထီဝါရေဘောဆိုဘာလို့ပြောလို့ပြောရမလဲစေဝါလည်းမရှိဘူးလေအရင်တော့ဆိုအဲ့လောက်ထီကိုအခက်ခဲပြန်ကြည့်ပါဆက်သွားကြည့်ပါဆက်သွားကြည့်ပါပြိုက်ထိုက်တဲ့လိုက်စားပြီးစေရုံနဲ့ဖြစ်တာဟုတ်ပါပြီဒါကြောင့်ဆောက်တန်းအီးကဲတက်ရဲ့သူယူထားရတဲ့တာဝန်တွေဟာရုတ်တရက်ရက်ဆိုင် သွားပါတော့တယ်။သူ့နေရာကို အစားထိုးဖို့ နောက်ထပ်ရေးပေါ်တရားရဖို့ဆိုတာမလွယ်ပါဘူး